င်္ဂလာပါရှင်ခုဖတ်ပြပေးမယ်ဝတ္ထုတို့ရဲ့ခေါင်းစဉ်ကတော့ကျမနုနုရင်အင်းဝရေးသားထားတဲ့နှုတ်ဆက်ဆန်းကျင်ရဲ့မှားလိုက်မယ်ဆိုတဲ့ဝတ္ထုတို့ပဲဖြစ်ပါတယ်ရှင်ကျုံစက်နှိုးတံတတုံးတုံးသည်နားထဲတွင်ပါရာချုံမိန်လှသည်ထွန်စက်နောက်တွယ်တစ်ခုလုံးပွက်လောရိုက် ဆူညံနေသည်မှပျော်စရာကောင်းလှသည်ချွေးတွေကတကူလုံးရွှဲနှစ်ကလူတွေကြားထဲမှာကြက်ညက်မွန်းတိတ်နေတော့လဲကြောက်ရင်တွေခုန်နေသည်ခဏခဏရဲကျင်နေမိသည်ဒီထွန်ဆက်ကားကြီးကိုစီးချင်နေသည်မှကြာလှပြီခုတော့ဒီဟာကြီးကိုစီး၍မြို့ထီတောင်သွားရမည်ဖြစ်သည်ထွန်ဆက်ဘေးနားတွင် ုပုံရက်ကြည့်နေကြသောကျုံညီနှင့်ညီမတွေကိုမော်မော်ကြွားကြွားကြည့်ပြစ်လိုက်ပြီမလိုက်ရသဖြင့်သူတို့မျက်နှာတွေကငိုမဲ့မဲ့ဖြစ်နေကြသည်အဖေလက်ထဲတွင်ကျုံညီငယ်ဆုံးကကျောက်စီကိုလက်လှမ်းရင်းအုံငိုနေပြီကျောက်ဘေးနားတွင်ထိုင်နေသော အမေမျက်နှာကမကောင်းခြင်းအေးကိုရင်သွားကြတော့လေကလေးကငိုလှပြီမလိုက်ချင်စမ်းမှနဲ့ဟဲဆေးရုံသွားတက်ရမှာအပျော်သွားတာမဟုတ်ပါဘူးဟဲ့မိအံကညောင်နာနာနဲ့ငိုတံပါသလိုလိုဖြစ်နေသည်အငဲကောင်လေးကိုကြည့်၍အမေငိုခြင်းနေလားမသိကျောက်ကတော့ ကျုပ်စီလက်လှမ်းနေသည့်အငဲကောင်လေးကိုကြည့်ပြီးလက်ညိုးကိုကိုေးဆကကယောကယောတောင်လှုပ်ပြစ်လိုက်သေးသည်သူ့ကိုခြေရလွန်၍စောင်းနေသောကျုပ်ခါလေးတခါတလေများနားပရစီအောင်တော့ထွန်ဆက်နောက်တွဲကပိုက်ခနဲလှုပ်လာသည်အဖေနှင့်ခလွေးတွေကယုံရင်းဆန်ခတ်နှင့်ရွာပြန်ဖို့လှဲကြုံပေါ်တက်နေကြသည် အလကားနေရင်ရေချင်နေသောကျုပ်ကသူတို့ကိုကြည်၍ရေပစ်လိုက်သည် အမေကသူ့အတန်ကိုအစွမ်းကုန်ထုတ်၍အဖေစီတို့လှမ်းអော်သည်ကျုပ်စိတ်ချသွားမယ်နော်ကိုရင်ခလေးတို့ပြစ်မထားနဲ့တော်၏ထုံဆက်ကြီးကတဝုံဝုံမြည်ရင်မြန်လာသည်ဟောပြေးတယ်ပြုတ်ပြေးတယ်ပြုတ် ျုပ်တအားအော်လိုက်သည်အမေကကျုံနှရွက်ကိုဆွဲရင်းဟက်ကောင်လေးငင်းငိမ့်နေစမ်းဒါပျော်ပွဲရှင်ပွဲသွားနေတာမဟုတ်ဘူးအလကားကမင်းကျော်ဆွဲမနေနဲ့နေဟာလေးဘာကိုမှတိတက်မှုမရှိဘူးအမေဘာလှုပ်လှုပ်ဘာပြောပြောကျုပ်ကတော့ဂယုမဆိုင်ပါထုံဆက်ကားဤတငိမ့်ငိမ့်အရသာကိုခံစားရင်းတခါမှမရောက်ဘူးတော့ ေးယုံဆိုတာဘယ်လိုဟာကြီးပါလဲအဖေစည်ရင်းငါသွားလောက်တဲ့ဦးကြီးမောက်တို့အိမ်ကြီးလောက်တော့ရှိလိုက်မယ်ထင်ပါရဲ့နာလိုက်တာအမေရကျုပ်အစိုးကြီးကလေးကလာနေရရင်ပိတ်ကောင်းမှာနော်အမေကရင်ပေါ်ရှိခုံပေါ်တွင်ကြကြနန်းနန်းထိုင်ကအမေစလုံးထဲမှဆေးရုံကပေးသောဆံမြုပ်ဖြူဖြူကိုတစုံပြီးတစုံ တောက်ရင်ကျုပ်ကျဉ်နှံ့နေမိသည်အမေကကျုပ်လက်ထဲမှဇွန်းကိုတလှဲ့ယူတောက်ရင်ဟဲ့ဇွန်းများလှုပ်ပါအောင်ဟဲ့ငါနဲ့သူကတမျိုးဒီမှာဖြစ်စိတ်ညစ်ရတဲ့ထဲဘာဖြစ်လို့လဲအမေအမေကိုဆေးကုတ်မပေးဘူးတဲ့လားဟင်မဟုတ်ဘူးဟဲ့ငါယောဂါကိုခွဲစိတ်မှတဲ့ အာမွေပြီးမှခွဲရမှာတဲ့ခွဲပြီးရင်လဲအနာကျက်မှ ပြန်ရမှာတဲ့ဒါဆိုအကြာကြီးနေရအောင်မှာစိတ်ကိုညစ်ရောယောဂမခံနိုင်တဲ့အဆုံးမို့သာလာရမလာခြင်းမဘူးအဟုတ်တခါတည်းအသက်ပါသွားရင်လဲကောင်းသားမျက်ရည်စားတွေနဲ့စိတ်ဆိုးနေသောအမေကိုကြောက်နားမလွယ်စွာ ငေးကြည့်နေမိရင်စိတ်ထဲကတိတ်တိတ်လေးအပြစ်တင်နေမိသည်တော်တော်ခက်တဲ့အမေရွာမှာအကောင်းဆုံးဆိုတဲ့ဦးကြီးမောက်တို့အိမ်ထက် အများကြီးကြီးတဲ့အများကြီးကောင်းတဲ့အုတ်တိုက်ကြီးမှလည်းနေရသေးသည်တန်ချောင်းတွေနဲ့လှုပ်ထားသောကဒင်းပေါ်မှာဖုန်ထူထူနဲ့အဲ့ရတာဘယ်လောက်ကောင်းလဲကျုပ်တို့တဲကုတ်လီတဲ့ကမြေကြီးပေါ်မှာဖြာခင်းပြီးအဲ့ရတာနဲ့ ဘယ်ဟာကသာမလဲထမင်းလဲအလကားကျွေးသေးသည် မနှက်ဆိုဆံမြုပ်လဲလာဝေပေးသေးသည် နောက်ပြီးထွန်ဆက်ကားကြီးထက် အများကြီးလှသောဆရာဝန်ကြီး၏ကားဖြူဖြူလေးမောင်းလာသည်ကို မနှက်တိုင်းပြေးကြည့်ရသည်မှာကြုတ်ဖို့ပျော်စရာကောင်းလှသည်ကားပေါ်မှဆင်းလာသောဆရာဝန်ကြီးနောက်မှအုတ်ထုပ်လေးတွေဆောင်းထားသော ဆရာမတွေတန်းစီပြီးလိုက်သွားတာကိုကြည့်ရသည်မှာရွာမှာတုန်းကဥကြီးမောက်တို့အလှလှဲ့တာထက်တောင် ကြည့်လို့ကောင်းသေးတယ်ဆရာဝန်ကြီးကိုလက်ဟန်ခြေဟန်တွေနဲ့စကားပြောတတ်သောဆရာမဝဝကြီးကို ကျုပ်ရုတ်တရက်မြင်လာရင် ရေချင်းလာကခီးကနေအတန်ထွက်သွားသည်အမေလက်ကကျုပ်ပေါင်စီတို့ အမြန်ရောက်လာကာ တအားဆွဲလိမ်ပစ်လိုက်သည်ဟင်တည်ခြင်းစိုးလေးမအေးကစိတ်ညစ်နေတယ်ဒင်းကအရဲတဲရဲနေတယ်ကတိမော်မှလျင်မြန်စွာဆင်းကကျောက်ပေါင်ကိုပုတ်တတ်ရင်အမိကို မကြည်နဲ့စွာကြည်မိသည်ဘလောက်တောင်ဖြစ်တဲ့အမိဆေးရုံမှာအကြာဆို အကြာကြီးနေရပါစေဗျာ ဟဲ့ကလေးဒီနန်းလာစမ်းမင်းနမယ်ကဘသူဖတ်တင်ဖတ်တင်ဟုတ်လားမင်းမိကိုစောက်ဖို့မင်းတယောက်သေးလားအင်းဟုတ်တယ်ကျုပ်တယောက်တယ်အိုးမင်းအွယ်လေးနဲ့ကျုပ်ကျုပ်နဲ့မပြောရဘူးကလေးရဲ့မင်းအသက်ဘယ်လောက်ရှိပြီလဲမနှစ်တုန်းကတော့အမေက၁၀နှစ်ရှိပြီတယ်ဗျာ ဆယ်နှစ်ဒါဆိုအငယ်လေးပဲရှိသေးတာနောက်ဆိုကြုံကြုံနဲ့မပြောနဲ့နော်ကလေးပါကားလို့ပြောနော်ကြားလားပါကားတဲ့စိတ်ထဲမှာတူတူလေးယွကြည့်မိသည်တမျိုးကြီးပဲကြုံမပြောတတ်ပါကြုံမပြောချင်ပါပြုံးကြည့်နေတော့ဆင်မဝဝကြီးဤခေါင်းပေါ်ကအောက်ထုပ်ဖြူလေးကိုသာယူကြည့်ချင်နေမိသည်ဆင်မကြီးက သပွဲအောက်ကိုလက်နှိုက်ပြီးအထုပ်တထုပ်ကိုကြုတ်လှမ်းပေးသည်ယော့ဒီမုတ်ကိုမင်းလဲစားမင်းမေကိုလည်းကြွေးမင်းမေခွဲစိတ်ထားလို့တိုက်အားနေနေတယ်မင်းကြီးစားမပြည့်နဲ့နော်ကြားလားမောင်ဖတ်တင်အဲဘယ်သူဖတ်တင်လားဖတ်တင်လားမင်းနာမည်ကလည်းဆရာမကြီးကညင်းညူရင်ရေမောနေသည်ဟေ့ မင်းကိုဘာလို့ဖတ်တင်လို့နာမည်ပေးတာလဲကွချမိန်နီနီလေးဝတ်ထားသောဆီယမ်မငငယ်လေးကပြုံးနေရင်ကျောက်ကိုလှမ်းမေးသည်ကျောက်က ပြန်ပြုံးပြလိုက်ပြီးကျောက်ထက်ကမွေးဓာတွေကတေကုံလို့ကျောက်ကျမှအဖတ်တင်လို့ဩဒါကြောင့်ဖတ်တင်ဒါဖြင့်မင်းတယောက်တည်းမွေးထားတာပေါ့ဟုတ်ပါဘူး ကျောက်အောက်မှာ6ရက်ဝေါကနေအားလုံးဝိုင်းရလိုက်ကြသည်ဘာမှန်းမသိကျောက်ရှက်သွားမိသည်ဒါဟာရဲစရာလားအမေကတော့ခလေးခုနှစ်ယောက်ရှိတဲ့ဒုက္ခကိုစိတ်ပြက်လို့မဆုံးညင်းညူလို့မဆုံးသူတို့ဟာသူတို့ရဲရဲငုံငုံအရေးမကြီးပါအရေးကြီးသည်ကဒီအခန်းထဲကအမြန်ဆုံးထွက်ပြီးမုတ်ထုပ်ကို ်ဖြီစားဖို့ပင်ဖြစ်ပါသည်ဖတ်တင်ရေဖတ်တင်ဇမဝဝကြီးခေါ်တန်စူးစူးလေးကနောက်ဖေးထိပြန့်လွေလာသည်ရေဆေးလက်ဆဂျိုင်းဆေးများကိုကျုပ်အ мян ဆုံးဆေးပြီးတအားပြေးလာမိသည်ပြေးရင်ကဂျိုင်းဆေးများပြောင်မပြောင်ကြည့်ရသေးသည်ကျုပ်တို့နှင့်ကဲ့ရဲ့ခန်းကခွားကြီးက အင်မတန်ကြေးများသည်ဆေးခိုင်းပြီးဂျိုင်းမပြောင်းလျင်ပေးနေကြချိုချင်လေးနှလုံးကိုတော့မပေးတတ်သူ့မှာမုတ်တွေချိုချင်နေ အများကြီးရှိပေမဲ့ဘယ်လောက်ခိုင်းခိုင်းချိုချင်နှလုံးပဲပေးသည်တခန်းကျော်ကမိမကြီးကမှသူ့လောက်မုတ်မပေါ်ပေမဲ့တခါခိုင်းလျင်မုတ်ချက်ငါးခုပေးသေးသည်ဒီနေ့အဖို့တော့မပေးချင်နေပေစီတော့ဒီနေ့ ဆ ्याम ကြီးတို့ခွဲဆိုင်သည့်နေ့ဖြစ်သည်ဆ ्याम ကြီးကပြောသည် လူနာကတထေးတဲ့ခွဲဆိုင်ပြီးရင်ဆရာဆ ्याम တွေကို အမောပြီးခောက်ဆွဲကြောကျွေးမြည်တဲ့ပကံစေးပေးရင်ကြောက်အတွက်ဝေစုကို စားရအောင်တော့မြည်ခွဲဆိုင်သည့်နေ့တိုင်းလူနာရှင်တွေအားလုံးဆရာဆ ्याम တွေကို အမောပြေတစ်ခုခုကျွေးမွေးကြစမြဲ ဖြစ်ပေမဲ့မှမှရရခွဲစိတ်ပြီးဘာမှမကြွေးရသည်မှာကျုပ်မေတယောက်ပဲဖြစ်သည်ဟဲ့မြ мян လာခေါ်လိုက်ရတာဟဲ့နင်းနေဆ ्याम ကြီးဤစပွဲပေါ်တွင်စားပြီးသားပကံထက်များနှင့်အတူခောက်ဆွဲကြောတပကံအမောက်ကြီးကိုမြင်ရသည်ဝါသလောက်အစာနေသောဆ ्याम ကြီးကသူမကုံနိုင်တာတွင် ပေါင်းထဲတာလဲပါလိုက်မည်ကျုပ်ပိုက်ပြိုသွားမိသည်ဆေးရုံမှပြီးသောထမင်းကိုအမေနှင့်နှစ်ယောက်ခွဲစားရန်မလိုတော့မနှက်စာအတွက်ပြီးသွားပြီစားပြီးလျင်တော့မွေးလူနာဆောင်ကတယောက်တည်းခလေးလာမွေးသောကောင်မလေးတယောက်ကတောက်ရီခတ်ခိုင်းထားတာသွားခတ်ပေးရဦးမည်တကြက်ကြီးများတော့ပြီးမည်ဟုပြောထားသည် ယောက်ျားလူနာဆောင်ကချောင်းမြဲဆိုးနေတတ်သောလူကြီးကလည်းသူ့ထွေးကံကိုသွန်ပေးရင်မုတ်ပေးမည်တဲ့ဆ iam မလီအတွက်လည်းအချင်းတို့ဝယ်ပေးအောင်မင်းအလုပ်တွေကအများသာဈေးရုံတစ်ခုလုံးမှာဖတ်တယ်မပါရင် မပြီးတော့ပါလားဟုကျေနပ်စွာတွေးလိုက်မိသည်သူတို့အလုပ်တွေလုတ်ပေးနေရတာနဲ့ဈေးရုံနောက်ဘက်ရှိခြံကျယ်ကြီးထဲမှကျုပ်အလွန်သဘောကျသော မြင်းကြီးတွေစီတောင်မရောက်တာကြသည်မြင်းကြီးတွေရှိသောခြံကျဲကြီးထဲသို့ဆေးရုံညသောကိုမြမောင်တခါခေါ်သွားပြီးကလေးကကျုပ်ခဏတိုင်းတွားကြည့်မိသည်မြင်းပိုင်ရှင်ကြီးကလည်းသဘောကောင်းသည်သူ့ကိုမြင်းချေကူကြုံပေးလျင်သူကကျုပ်ကိုမုတ်တောင်ကျွေးလိုက်သေးသည်စဉ်းစားရင်းကပင်မြင်းတွေကို ပြေးကြည့်လိုက်ခြင်းသည်ဩခဏကကြပြာကြရပြေးလိုက်ရလို့မတောင်းထားရတဲ့ချိုချင်နှလုံးအဖွားကြီးစီကတောင်းရအောင်မည်ဒီနေ့ဖို့ချိုချင်တွေမုတ်တွေအများကြီးပါလားဒီလိုနေ့မျိုးဆိုရင်ကျုပ်ခါတိခွင်ပေါ်မှနေ၍ကျုပ်အင်းကြီးကို အလကားနေရင်ဝါးနေတတ်သော အငဲကောင်လေးကိုကျုပ်တတိယမိသည် ဟဲ့ဖတ်တင်ကြည်စမ်းခုမှပဲပေါ်လာတော့တယ်မနဲ့ကလေးကသွားလိုက်တာအခုမီးတွေတောင်ပွေနေပြီဟိုမှာထမင်းစားစားပြီးရင်ဒုပစ္စည်းလေးတွေတောင်းနေထဲ့စမ်းနေ့လေကဆရာဝန်ကြီးပြောသွားပြီမနဲ့ဖန်ဆင်းရုံဆင်းနိုင်ပြီတဲ့ဟာမိစကားကြောင့်တနေ့လုံးပျော်သမျှလေးတွေဘယ်ရောက်သွားမှမသိတော့ ဒုက္ခပါပဲအချိန်ကြီးတွေကလည်းမြန်လိုက်တာ ကျုပ်အတွက်ဒီလောက်ပျော်စရာ ကောင်းတဲ့နေရာလေးမှာကျုပ်အကြာကြီးနေလိုက်ချင်ပါသည်မိကတော့တောင်းထဲသို့ဟိုထဲ့ဒီထဲ့လှုပ်နေပြီမိအားမရှိရင်ဆေးရုံကမဆင်းရဘူးတဲ့ကျမကြီးကပြောတယ်အမေအားရှိလို့လားကျုပ်တို့နေကြအောင်စို့နော်အမေကျုပ်လေး ွားစမ်းရဲ့နေကတမောက်မနေချင်ပါဘူးဆိုနေမှမဖြစ်လို့သာနေရတာငါစိုက်ကယွာမာကြီးရောက်နေတာအင်းရောက်ရောက်တော်တော်ရောက်ချင်းနေဟိုကြရင်နေပူကြီးထဲမှာမြေပဲနှောက်ရမှာတဲဆက်ပြပုံရှောက်ကြုံရမှာဦးကြီးမောင်တို့အိမ်ကအဝတ်ကြီးလျှော်ပေးရမှာသူတို့နားစာတွေကိုခြေထောက်ညောင်းအောင်စင်းပေးရမှာ ထမင်းချက်ပေးရမှာဒါတွေကို မတွေးမိဘူးလားတော်တော်မိုက်တဲ့အမေအမေကိုကြုတ်တိတ်ဆိတ်ဆိုးမိသည်ထမင်းလည်းမစားကျင်တော့အခန်းပြင်သို့ပြန်ထွက်ပြေးခဲ့မိသည် အမေခေါ်တန်ကိုမကြားကျင်အောင်ဆောင်ရင်းဆေးရုံနောက်ဘက်ထိတအားပြေးခဲ့သည်ကန္နာယပင်ကြီးအောက်တွင်ခြေပြက်လက်ပြက်ထိုင်ချလိုက်သည် ဖိုးလမင်းကြီးကထိန်ထိန်သာနေသည် မွေးပွေလက်လက်လေးများနှင့်ဆေးရုံအဖြူသေးသေးလေးမှအလွန်လှနေသည်ဒီလောက်လှတဲ့နေရာကူများအမေပါလို့မနေချင်တာလေအခြားသူတွေကတော့ဆေးရုံကိုဘာလို့မုံညားတာလဲဟိုတညကလူကြီးတယောက်တည်တော့များကြံတဲ့လူတွေကမျက်နှာတွေပြက်နေတာပဲအမေဆိုငိုတော်ငိုသေးတယ်ကျုပ်အတွက်တော့ ပူတော်ပြောစရာကောင်းသေးသည်တည်တဲ့လူရဲ့မိမကြီးကအဲ့ဒီလူကြီးစားလက်စကိမ့်မုတ်ရှိကြီးတပိုင်းကိုကျုပ်ကိုပေးလို့ပေါ့အမေရောအခြားလူတွေရောတော်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 ကိုခက်ပါသည်အဲ့ထောင်ထဲမှအဖွားကြီးပေးသည့်ချိုးချင်းအစိမ်းလေးကိုထုတ်ကြည့်ရင်ကျုပ်ငိုချင်လာသည်စားလို့တိတ်ကောင်းသည့်ချိုးချင်းလေးရွာပြန်ရောက်ရင်တော့ ဒီလိုချိုးချင်လေးတွေစားရဖို့ဝေးလို့ကြည့်လို့တောင်ရမှာမဟုတ်တော့နေပူပူမှာအငဲကောင်ကိုစားတိခွင်ချီရင်ဦးကြီးမောက်တို့နွားတွေကြောင်းရမြီမုတ်စာလျင်ပေါ်ပြီးသားကစုံဥခင်းတွေမှ လက်ကြံကစုံဥသေးသေးလေးများကိုပဲရှာဖွေတူးဖော်ကစားရလိုက်မြီအရင်ကတော့ကစုံဥသေးသေးလေးတွေကိုအစိမ့်လိုက်တချွတ်ချွတ်စားရခြင်းသည်အစားကောင်းလို့ ခင်မိခဲ့သည်အေးမြတော့အောက်ခင်းမို့မှလဲအဲ့ရမှာမဟုတ်တော့ကြောက်တိုက်ကြိုက်တော့ချိုချင်းရဲ့ကိတ်မုတ်ရဲ့မစားရတော့မှကိုတော့ကြောက်အငိုခြင်းဆုံးဖြစ်သည်ဝမ်းပန်းတနေနှင့်ဆေးရုံလေးကိုငေးမောကြည့်နေခိုက်ရုတ်တရက်ဆေးရုံနောက်ပေါက်မှခတ်တုတ်တုတ်ပြေးထွက်လာသောကိုမြမောင်ကြီးကိုမြင်ရသည် အောင်မယ်လေးငါလူရဲ့ရှာလိုက်ရတာလာဓာတ်ရှင်သွားကြည့်ရအောင်ဓာတ်ရှင်နဲ့ကျုပ်ပိုဝန်းနေလာသည်ဓာတ်ရှင်ကိုကျုပ်တိုက်ကြိုက်သည်ဒါပေမဲ့ကျုပ်ကြည်ရှင်စိတ်မရှိတော့ပါတော်ပြီပါကျုပ်မလိုက်ချင်ဘူးငိုတမ်းပါနေသောကျုပ်တန်ကြောင့်ကိုမြမောင်ကြီးကမျက်လုံးပြူးကြည့်သည်ဟဟဘာဖြစ်တာလဲဟဟ ဓာရှင်ဆိုငောက်ကနေထားလိုက်ခဲ့တဲ့အကောင်ငါများမင်းမိကစူလို့လားမဟုတ်ဘူးကျုပ်တို့မနှက်ဖန်ဆေးရုံကဆင်းရတော့မှာတဲ့အဲ့ဒါအဲ့ဒါကျုပ်ကမဆင်းညင်ဘူးယူကမပြညင်ဘူးဗျတိတ်လားအဲ့ဒါပြောရင်းမင်းကျုပ်ငိုချပြစ်လိုက်မိသည်မြတ်စွာဘုရားဟကောင်ရ ရွာပြန်ရတော့ကောင်းတာပေါ့ဟာလာပြန်ပြီတယောက်မကောင်းဘူးဗျရွာများဆိုမုတ်တွေချိုချွေနေလဲမစားရတော့ဘူးဓာတ်ရှင်လဲမကြည့်ရတော့ဘူးဗျကိုမြမောင် ကျုပ်ဆေးရုံမှာနေခဲ့မယ်လေရလာဟင်ဟာဆေးရုံဆိုတာဆေးရုံတက်မှနေလို့ရတာဟာမျက်ရည်များကိုတုပ်ရင်ကိုမြမောင်ကို ျုပ်စိတ်အားထက်သန်စွာကြည်လိုက်မိသည်ဒါဖြင့်ကျုပ်ဆေးရုံတက်မယ်နော်ကိုမြမတောက်ကျိုးနေတောသားရနေမကောင်းဖြစ်မှဆေးရုံတက်ရတာဟာတက်ချင်နိုင်တက်လို့ရမလားကဲပါကွာမယူဆန်းပါနဲ့သွားစို့လားစိတ်ပြန့်လှစွာဖြင့်ကျုပ်ကောင်းကိုတအားခါရမ်းပြစ်လိုက်ရင်ပုံမြောင်နာမှာ ေးယုံဘေးသို့တအားပြေးထွက်ခဲ့သည်ဆေးယုံဘေးပေါင်းမှဆေးယုံအပြင်ဘက်သို့ထွက်လိုက်သည်မြင်းညီလန်းလေးသည်လရောင်အောက်တွင်မหนีတော့ပဲဖြူနေသည်တစိမ့်စိမ့်ကြလာသော မျက်ရည်တို့ကိုလက်ဖြစ်ပုတ်တော့ရင်ကြောက်ဆက်ပြေးနေမိသည်ကျေလောင်သောမြင်းဟီတံကိုကြားလိုက်ရတော့မှရုတ်တရက်သတိရကတုတ်ခနဲရက်လိုက်သည်မြင်းညံကြီးစီတောင် ရောက်လာပြီးခြံထဲသို့ချိုးဝင်ကမြင်းတွေထားတဲ့နေရာသို့တန်းသွားလိုက်သည်မြင်းတွေပိုင်တဲ့ဦးကြီးကတော့နောက်ဖေးမှာမီးလေးလက်လက်နဲ့ဘာလုပ်နေမှန်းမသိလှလိုက်တဲ့မြင်းကြီးတွေရဲ့ပြန်ကန်ကြီးရောက်မှပဲညီတို့ကိုကြည့်ရတော့တယ်နော်မြင်းကြီးတွေထံမှနှာမှောက်တန်တဖူးဖူးသည်နားထောင်၍ကောင်းလှသည် အောင်မြင်လှသောမြင်းဟိတံကိုတခါကြားရပြန်သည်နှစ်ဖူးမှာအဖြူချားကြီးနဲ့နောက်မှရောက်လာတဲ့အကောင်ကြီးနဲ့တူသည်နရွက်ကြီးများကလည်းတထောင်ထောင်နဲ့ကျုပ်တိုက်သဘောကျမိသည် အနာတို့တိုးကကြည့်ရင်မြင်းကြီးဤပေါင်ပေါ်မှပြောင်တတ်နေသော အမွေးတွေကိုဆက်ခနဲလက်နှင့်ပိုကြည့်လိုက်သည် ဝုံအမလေးမျက်လုံးထဲမှာဝင်းငနေဖြစ်ကကြောက်တကူလုံးလေထဲမြောက်တက်သွားသည်ဘာဖြစ်တာလဲကြောက်ကိုမြင်းကြီးကကန်လိုက်ပြီလူသံတွေကြားရတယ်လို့လို့ပဲရင်ဘတ်စီကတအားနာနေသည်ကြောက်ကိုလုံးကိုလာပွေးရင်ပြောသောမြင်းတွေပိုင်တဲ့ဦးကြီးအတန်ကိုမကြားတစ်ချက်ကြားတစ်ချက် မိုက်လိုက်တဲ့ကလေးကွာဒီကောင်ကြီးကရိုင်းသေးတယ်ကွာကဲတယောက်ကစောင်းတထဲသွားယူစမ်းသေယုံသွားမယ်ဟေ့မြင်းနေပိုင်တဲ့ဦးကြီးဤနောက်ဆုံးစကားကြောင့်ကျုပ်ဖြတ်ခနဲ့ရင်ခုန်သွားမိသည်မျက်လုံးကိုစူးစမ်းဖွေရင်သူတို့ကြားအောင်ကျုပ်တအားအော်ပြောလိုက်သည်ဦးကြီးကျုပ်ကိုသေယုံတင်တော့ကျုပ်ကိုသေယုံတင်ပြအောင်တင်တော့ လေးလံနေသောမျက်ခုံကို အတင်းဖွေးနေမိသည်ကြောက်ပါဖြစ်နေတာလဲအမေအိုက်သောဖုန်ထူထူဤအရသာမျိုးလိုအတွေ့အထိကိုကြောက်ကြောအောင်မှခံစားရသည်ကြောက်ပမာအိုက်နေတာလဲရင်ဘကလည်းနာလိုက်တာမျက်လုံးကိုစူးစားဖွေးကြည့်မိသည်ဆေးရုံဤအမိုးမှမြင်နေကြမီးလုံးပါလေးကိုတွေ့ရသည်ပြီးတော့ပန်ချောင်းကတင်ဤချင်းရင်ပိုင်းကို မြင်ရပြန်သည်။အိုးကြည်စံဒီကစင်ပေါ်မှာကြောက်အိတ်နေပါလား။အိုးအဲ့ဒါမဟုတ်ပါဘူးလေ။ကြောက်ဆေးရုံတက်နေရတာပါ။ရှင်ဘက်ကနာနေသည်တို့ပင်ပျောက်သွားခဲ့ပြီ။ကြောက်တိုက်ပြော်လာသည်။ကြောက်ဆေးရုံမှာနေခဲ့ရတော့မည်။နေရမည်မှဆင်းရုံလူနာအဖြစ်ကိုနေရမည်။ ဘယ်တော့ဝမ်းသာဖို့ကောင်းလိုက်ပါသလဲအမေကတော့ဝမ်းသာမည်မဟုတ်ပါကိုမြမောင်ကြီးကဘယ်မှလဲကျောက်ဆေးရုံတရမည်ဆိုတဲ့အကြောင်းကြွားပြစ်လိုက်ခြင်းသည်နောက်ပြီးနောက်နေ့မနက်တွေကျဆံပြုတ်လိုက်ဝေရင်ကျုပ်ကိုနည်းနည်းပို့ထည့်ပေးဖို့ပြောခြင်းသေးသည်ခေါင်းကိုဘေးသို့ဆောင်းကြည့်လိုက်ရင်ဘတ်ထဲကစစ်ကနေနာပြန်သည် ကိုမြမောင်ကိုမတွေ့ကတင်းနားတွင်အမေနှင့်ဆံမဝဝကြီးထင်ပါရဲ့မှုံဝါဝါမြင်ရသည်မိအောင်ကလည်းမှိန်လိုက်တာဆံမကြီးကိုစကားပြောရင်ရင်မကနာအောင်မလားမသိမျက်လုံးတွေကိုအသာပဲမှိတ်ထားလိုက်သည်ဖတ်တင်ရေလူလေးကန်ဆိုးလာကြီးလားဟဲ့အမလေးအရာကတို့ရေဆေးရုံတက်တက်လူကားတယောက် တေရမဲ့လူကတယောက်ပါလားတော်ရဲ့အမေအော်တန်ကနားထဲမှာဆူးရှသွားသည်အော်တော်တော်လေးခက်တဲ့အမေပဲဘာတွေရှောက်အောင်နေတာလဲဘာဖြစ်လို့ကြောက်ကတေရမှာလဲအမေမမှတ်မိဘူးလားရွာမှာတုန်းကဥကြီးမောက်နွားချိုတောင်ကြီးကျောက်ကိုကံပြစ်လိုက်တာလေဘယ်မှာတေလို့တော့အဲ့ဒီလိုပဲ ခဏလေးနေရင်ပျောက်သွားမှာပါရင်ဘတ်ကတော့နည်းနည်းနာတာပေါ့ဒါပေမဲ့အမေလက်ဖန်ဆိုရင်ကြုတ်တိုက်ကြိုက်တဲ့ကိမုတ်တွေချိုချင်နေစားရတော့မှာကြုတ်ကလူနာဆိုတော့ကြုတ်ကိုခိုင်းခိုင်းနေတဲ့အချားခန်းကလူတွေကမုတ်တွေချိုချင်တွေလက်ပေးကြမှာပေါ့ဆီယမကြီးကဆိုရင်တော့အထုပ်လိုက်ကြီးတွေတောင်ပေးမဲ့ထင်တယ်နော်ဟင်ဆီယမကြီးက ချုပ်ကိုခေါ်နေသလားအတန်ကလည်းတိုးလိုက်တာမရပါဘူးမရတခါတော့ကဒီလိုကလေးတယောက်ဓာတ်မှန်သွားရိုက်နံရိုးတွေကျိုးအသေးကိုဖောက်ဆရာဝန်ကြီးကခွေ့ကလေးရဲ့ကျမကြီးကဘာတွေပြောနေတာလဲကျောင်းသားထဲမှာနီးသွားလိုက်ဝေးသွားလိုက်နဲ့ကျမကြီးက ကျောက်ကိုတနာလို့ငိုနေတာပေါ့နော်ကျောက်တိုက်ပျော်သွားမိသည်ဒီလိုသာဆိုရင်တော့မနှက်ဖြန်တွင်ကျောက်အတွက်ချိုချင်နှင့်မုတ်တွေကိုထုတ်လိုက်ကြီးတွေယူလာမှတေးကြပါသည်မနှက်ဖန်မနှက်ကျောက်အိမ်ရာကအနိုးတွင်တော့မုတ်တွေချိုချင်တွေတောင်ပုံရာပုံကြီးမြင်ရလိုက်မယ်ထင်သည်ရင်ထဲမှာပိုက်ပျော်လာသည် ရင်မထဲကလည်းတအားအောက်ကနာလာပြန်သည် အမိတန်လူလူဆီမကြီးတန်လူလူတူတူလေးကြားနေရာကအတန်တွေကဝေးဝေးသွားပြန်ပြီ။အော်ခုမှတရိယသည် အမေကရွာတိုက်ပြန်ကြည့်နေတာမနှက်ဖန်ဆိုပြန်ကျင်ပြန်သွားမှာအမေကိုပြောစရာရှိသည်မျက်လုံးကြိုးစားဖွေသည်။အိုး ွေ့လို့လည်းမရဘူး။မှောင်ကလည်းမှောင်လိုက်တာ။မင်းငိမ့်သွားပြီလား။ပါးစပ်ကိုလှုပ်တော့ရင်ဘတ်ကတအားနာပြန်သည်။ဒါပေမဲ့နာရာကိုအောက်ပြီးအမေချားအောင်တအားအော်ပြောလိုက်သည်။အမေကျောက်အိတ်ထောင်ထဲမှာချူချင်းနှလုံးအငယ်လေးကိုပေးလိုက်။ကျောက်ကနှစ်ဖန်ကြရင်ချူချင်းတွေအများကြီး